အာဒနာတိယသုတ်ဣန္ဒနာရောမြတ်ကြီးကိုပါဠိတော်ကိုရွတ်ဖတ်ပူဇော်ပြအ내ပြန်ပြပြောစဉ်ပြောတိုင်းသမ ्या အဓိပ္ပယ်ပြောပြပြီးတော့တရားပူဇော်တဲ့ဒီအမှာဒီအဒန္တိယသုတ်ရှင်ဥစွာ အကျိုးချနိုင်ပုံပြီးတော့ဒီမှာအဆိုရက်ဘာသာတော်မြတ်တို့ကိုပူဇော်ပြီးမှအာဒာတိယသုတ်တဲ့ဒီလာကိုအကြောင်းအရာတွေအလုံးဒီဥပ္ပိပ္ပစီ ရှင်းလင်းပြပါမယ်ဒီကဤပါဒိသသနမတုသကုတတသိဒီမတောတိခိတပိသနမတုသဘူတာနုသပိနောဝိသဘုဒ္ဓသဒုနာတသပတိနောနမတုကကုသန္ဓသမာရသေနာ ပမတိနောသုတ္တကထာကို အဲ့ဒီတော့ကိုလည်းရွတ်ဖတ်ဘူးဆိုပြအနဲ့ပြန်ပြပြီးခဲ့ပါပြီဒီနေ့လည်းပဲငါကသာပဲရှိဆက်မှာပါ။ဘာဖြစ်လို့လဲဆိုတော့ဖြည်းဖြည်းချင်းရွတ်ဖတ်ဘူးဆိုနေတာကတကယ်စိတ်ဝင်စားတဲ့အလောင်းတွေပါ

ုသိုလ်ရပါတယ်တရာတရားတချမ်းတဲ့ကုကုအနတ်အိဗေသိပြီးတော့ရုပ်ဖပူဇော်မယ်ဆိုရင်ကိုရုပ်ဖပူဇော်လိုက်တဲ့ပါဠိရဲ့အနတ်အိဗေပါဠိယူခြင်းနဲ့မြန်မာလူကနားလည်သွားတာပေါ့အဲ့ဒီလို့ရှိရင်ပညာပြချမ်းတဲ့ကုသူ အဲကြောင့်မို့ဒီပါဠိတော်ကိုကြက်တဲ့နေရာမှာလည်းပဲအမြဲတည်းပဲသိပြီးတော့ကြက်ရတာကကိုယ်စိတ်ထားကလည်းပဲဖရာတရားသံဃာတိမှာအပြည့်အဝရောက်တယ်ပေါ့ဗျာအခုခေပြင်းချင်းပူဇော်နေတာကိုနားထောင်နေကြတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေက ဘုန်းကြီးတို့မေတ္တိလတို့မပါပါဘူးဘဝယက်တည်မှုအရအတန်းကြောင်းဒီမှာနေပြီးတော့ကိုယ်သက်ဝိဝါညာကိုလုံနေကြတဲ့ပါရမီမျိုးကနှိုးစော်လို့ဗုဒ္ဓတရားကိုလေ့လာနေတဲ့ပုဂ္ဂိုလ်တွေတော့ပဲတဲ့ ဒါကြောင့်မို့လည်းပဲဖြည်းဖြည်းချင်းပူဇော်ရတာပါအခုခေတ်ကာလလူငယ်များကသူတို့ကအင်္ဂလိပ်စာတွေကိုသင်ခဲ့ကြတော့အင်္ဂလိပ်စာနဲ့နမူနာနှိုင်းပြပြီးတော့ပြောမယ်ဆိုရင်သူတို့ကကိုယ်သဘောကျတယ်အင်္ဂလိပ်စာကိုလေ့လာတဲ့နေရာမှာမိင်းလည်းသိထားတယ် sentence structure လည်းနားလည်ထားတယ်ဆိုရင် ဒီစာပဲကြီးတစ်ခုလုံးကိုရွယ်ရွယ်ကူကူကြက်နိုင်နေဒီလိုပါပဲအခုပါဠိတော်ကိုရွတ်ဖတ်ပူဇော်တဲ့နေရာမှာစလုံးနေရာလဲမှန်ပြီမြန်မာလူလည်းပဲအဓိပ္ပာယ်သိထားပြီဆိုရင်ဒီပါဠိတော်ကိုရွတ်ရင်းနဲ့လဲ ဖရာကုံတော်ကိုရွတ်ဖတ်ဘူးဆိုတော့ဖရာပို့ပြီးတော့ကြီးညူတတ်ပါလေ။ဒါကြောင့်ဒီကနေ့ဆက်မယ်ပါဠိတော်ကောနာကမနတနမတုယံမနတဝုသီမတောကသပသစနမတုဝိပငုတ်တသ သဗ္ဗတိဟောနာကုမြတ်စွာဘုရားနဲ့ကသပမြတ်စွာဘုရားဘုရားနှစ်စုကိုရှ िख ောပူဇော်တဲ့ဂါထာကောနာကမနတ္တကောနာကုမြတ်စွာဘုရားအာနမောရှ िख ောခြင်းသည်အထုဖြစ်စေသတည်းဒီတော့ကောနာကုမြတ်စွာဘုရားရဲ့အထူးပြုထားတဲ့ဂုံဘုတ်က ယမနတဝုဒိမတောယမနတအပပြုပြီးသောမကောင်းမှုရှိတော်မူထသောဝုဒိမတောကျင့်သုံးအပ်ပြီးသောအကျင့်ပြီးတဲ့ရှိတော်မူထသော ဩနာဂမနတကောနာကုံမြတ်စွာဘုရားအာနမောရှိခိုးခြင်းသည်အတုဖြစ်စေတည်းဒီရှိရုံခေကဗာပါဠိရဲ့အ내အတိတ်ပဲသဒ္ဒါယေအယပြန်ဆိုထားတာယမနတအပပြုပြီးသောမကောင်းမှုရှိတော်မူထသောဆိုတော့ ခီလူငယ်လေးတွေကစာကြည့်ရတာတမျိုးအဓိပ္ပာယ်ကရှင်းရှင်းလုံးကအဓိပ္ပာယ်ကြီးဆိုတော့နားတဲ့သိပြီးတော့မဆွဲဘူးပေါ့ယမနတာဒီပါဠိတော်ခီလူခေတ်ကဆရာတော်ကြီးရဲ့ပြန်ဆိုမှုက အပပြုပြီးသောမကောင်းမှုရှိတော်မူထသောအခုခေတ် နားလည်အောင်နှလုံးသွင်းမယ်ဆိုရင်မကောင်းမှုမှန်သမျှကို အပပြုတော်မူပြီးထသောမကောင်းမှုမှန်သမျှကိုပယ်ပြီးတော်မူထသောလို့အဲ့ဒီလိုကိုယ်ထဲကကြီးညိုမယ်ဆိုရင်အခုခေတ်ငယ်လေးတွေပို့ပြီးတော့ စိတ်ထဲစွဲနိုင်တယ်ဥဒီမဥဒီမတော်ခြေတော့ငါအနှစ်ပေးကုန်ကပြင်းအပ်ပြီးတော့အကြည့်ဒီတင်ရှိတော်မူထသောဒါကိုအခုခေတ်လူငယ်လေးတွေကဘယ်လိုပြန်ပြီးကြီးညိုရင်ကောင်းလို့ဆိုတော့အကျင့်ဒီတင်မှန်သမျှ 古龙种阿公阿孙，谢谢看看在一年就差八米阿头多，木比他多。过哪个么？那个过哪个？伢说：“哎呀，命啊，一直冒起过天里阿头七岁的哩。”哪个？西龙客家下面叶上呢？过去住的也，哪里木？ လိုက်လျောညီသွားအောင်လို့ပြောပြခြင်းဖြစ်ပါလေနောကတ္တပမြတ်စွာဘုရားကိုရှိခိုးတဲ့အပိုင်ကတ္တပသသနမထုကတ္တပသသကတ္တပမြတ်စွာဘုရားအလီနမောရှိခိုးခြင်းသည်အထုဖြစ်ပါစေသည် 反正把面一刷皮啊也过不过，为把毛蛋子，嗯嗯嗯嗯、大个的，大个的，隆重的意大利布袋，为把毛蛋子，伊列萨罗马鲁比罗西西罗姆卡罗。嗯 大伯子，老长老伊的阿婆乃鬼把母，叫做伊烈子，多么落比多，是西罗母多。三十八子，三十八年，做阿克亚阿梅阿姨，那么辛苦挣钱，阿舅，就是这里，哪里不没的呢？ 干啥啥算？能买出？会把木扎扎扎废的？除非要好把里没有一点，就比如有多少钱不？哪里不里里？干啥啥算？能买出？会把木扎扎扎废的？ 他个这一座一里阿坡土，那一几里子嘛六苗多，谁七罗木多，他是把面做啊，哎呀啊，是可怕一出人，牛呀呀的不比罗往年不比啊，巴里头的有有那种啊多，他家没几天就比有大钱。 အနေအထိပဲလေသိပြီးရှ िख ိုးလိုက်တော့ဤညွားလည်းပို့ပြီးတော့ဤနုညစ်တဲ့သွားတာပေါ့ဗျာကဲကောနာဂမနကနမထုဗျမနကဝုသီမတောကတ္တပတ္တသနမထုဝိပမုဒ္ဒတသဗ္ဗတိမကောင်းမှုမင်္ဂမြကိုအပပြုပြီးတော်မူပြီးထသော 阿金、必、啊、定忙着面糊，隆重进京就是挂面阿丘被切着木头，我那个面耍皮呀啊，是古马伊。啊，龙中到伊利亚蓬奈，伊连沙都满落多碎细多木头，干子把面耍皮呀啊，是古马伊。 နောက်ထပ်တကားထဆက်ပြီးတော့ပူဇော်ပါမယ်။အင်္ဂိရတ္တနမထုတက်ကြပုဗ္ဗတ္တသိပြီမတော။ယောဣမန္တမံဒေသေတိ။သဗ္ဗဒုက္ခဘနုဒနံအင်္ဂိရတ္တနမထု အင်ဂိရသတ္တနမတ္ထုသက်ကြဗုဒ္ဓသာသိဒီမတော်အင်ဂိရသတ္တကိုရောမပြိုးပြိုးပြက်ပြက်တလက်လက်အယောင်ထွက်တော်မူသောရှင်တော်ဂေါရမမြတ်စွာဘုရားအနမတ္ထု69ပါဤဤတော့ဘုံနောက်ထပ်ဂုံဘုကသက်ကြဗုဒ္ဓသာသာဂီဝင်မင်းအမျိုးအနွယ်မှဆင်းသက်တော်မူလာခဲ့သော ပြီဒီမတော့ဘုံအသရိနှင့်ပြည့်စုံတော်မူသောအင်္ဂိရသသာကိုတော်မှပြို့ပြို့ပြက်ပြက်တလက်လက်အယောင်ထွက်တော်မူသောဘောရမမြတ်စွာဘုရားအာနမတုရှိခိုးပါ၏နောက်ယောဤမန္တမန္တေတိသဗ္ဗဒုက္ခပနုဒနံဆိုရလေ ဒီဂေါရမမြတ်စွာဘုရားကိုကြည်ညူထားတဲ့ဂုံဘုပဲယောအကျဉ်ငါတို့ဆရာရှင်တော်ဂေါရမမြတ်စွာဘုရားသည်တပ္ပဒုက္ခပနုဒနံခသိန်းသောရှင်ရဲ့ကိုပယ်ပြောက်ဆက်ပယ်ဖြောက်တတ်သော imandama id rọmyaguo ụ adana dị dguo yovabulo biro lmagan dchezro imadama i adana da d seya ddena rọmyaguo adde ihọrọm obi ယောအရင်ငါတို့ဇေယဂေါရမမြတ်စွာဘုရားသည်သဗ္ဗဒုက္ခပနုဒနံခသိန်းသောဆင်းရဲကိုပယ်ပြောက်ပယ်ဖြောက်တတ်ထသောသဗ္ဗခသိန်းသောဒုက္ခဆင်းရဲပနုဒနံပယ်ဖြောက်တတ်၏သဗ္ဗဒုက္ခပနုဒနံအလုံးစုံသောဆင်းရဲကိုပယ်ပြောက်တတ်ထသော ဣမံဓမ္မံဣအာဒါနာတိယသုတ်တံဒေသနာဒီဟူသောတရားတော်မြတ်ကိုဒေသီဟောတော်မူပြီတတ္တအဲ့ဒါကဂေါရမဘုရားကိုအထုပြုတဲ့ပုဒ်ဆိုတော့တတ္တထိုဂေါရမမြတ်စွာဘုရားအာ နမောရှိခိုးပါ၏ ဘောရမမြတ်စွာဘုရားကိုချီးကျူးထားတဲ့ဂုံဘုတ်ကအင်ဂိရသသဆိုတဲ့ဂုံဘုတ်တစ်ခုသကြဗုဒ္ဓသဆိုတဲ့ဂုံဘုတ်တစ်ခုပိရိမတောဆိုတဲ့ဂုံဘုတ်တစ်ခုယောဣမန္တမံဒေသိတိသဗ္ဗဒုက္ခပနုရဏံဆိုတာလေဘောရမမြတ်စွာဘုရားကိုချီးကျူးထားတာနော်ဒါ <laughs> ကျေဒီအကြောင်းတွေကိုအကုန်လုံးလိပ်ပါလဲအောင်ရှင်းပြပါမယ်ဟောအပြီးဒီအာသနာတိယသုတ်ဒေသနာတော်မြတ်ကြီးကိုပူဇော်ပြီးတဲ့အချိန်ရှင်းပြပါမယ်အခုချိန်မှာတော့တရားတော်ကိုလည်း나ယူရင်ပါဠိတော်နဲ့အနဲ့အိဗယ်ကိုလည်းမှတ်သားရင်းနဲ့ကြိုးစားမှတ်သားပြီးတော့ကြိုးစားပြီးကြက်မှတ်ကြရင်ပူပြီးကောင်းပါလေ အင်္ဂိရတသနမတုသကြဗုဒ္ဓသသီရိမတောယောဣမံဓမ္မံဒေသေတိသဗ္ဗဒုက္ခပနုရဏံယောအကျဉ်းသာတို့ဆရာရှင်သောဂေါရမမြတ်စွာဘုရားသည်သဗ္ဗဒုက္ခပနုရဏံခသိန်းသောဆင်းရဲကိုပယ်ဖြောက်တတ်သောဣမံဓမ္မံဣအာဒနာတိယသုတ်တံဒေသနာတော်မြတ်ဒီဟုသောတရားတော်ကို ဒီတည်းဤဟောတော်မူပြီဒီဒီရတတကိုရောမပြူပြူပြည့်တဲ့တလက်လက်အယောင်ထွက်တော်မူသောတက်ကြဗုဒ္ဓသာသာလီဝင်မင်းသားဖြစ်တော်မူသောသိရီမတော်ဘုံအသရေနှင့်ပြည့်စုံတော်မူသောတတထိုးငါတို့ဆရာရှင်တော်ဂေါရမမြတ်စွာဘုရားအာနမောရှိခိုးခြင်းသည်အထုဖြစ်စေသည် ဒါကြောင့်အင်္ဂိရသသနမထုသက်ကြဗုဒ္ဓသအသိဒီမတော်ယောဂိမံဓမ္မံတေတိတိသဗ္ဗဒုက္ခပနုဒနံဆိုတဲ့ပါဠိတော်ကိုရွတ်ဖတ်တဲ့အခါအလုံးစုံသောဆင်းရဲကိုပယ်ဖြောက်တတ်သောဘုရောမပြိုးပြိုးပြက်ပြက်တလက်လက်အယောင်ထွက်တော်မူသောသာဂိဝင်မင်းသားဖြစ်တော်မူသောဘုံအတ္တရိနဲ့ပြည့်စုံတော်မူသောငါတို့ဆရာ ရှင်တော်ဂေါရမမြတ်စွာဘုရားအာရှိခိုးပါဤလို့အ내အတိတ်ပဲလေတီးပြီးတော့ရွတ်ဖတ်ပူဇော်လိုက်မယ်ဆိုရင်နောင်ကျက်မှတ်ရတဲ့နေရာလဲဆွဲမြဲပြီးတော့ပညာဉာဏ်လဲဥသိယာရောက်ပါလေဒါကြောင့် အတိနဲ့နော်ပါဠိစာပေနဲ့ပြမတဲ့နေရာမှာအင်္ဂလိပ်လိုလေးတွေရောပြီးပြောခဲ့တာကအခုလက်လျာလေ့လာတဲ့ပုဂ္ဂိုလ်တွေကများသောအားဖြင့်အင်္ဂလိပ်စာတတ်ကြတယ် ဒါကြောင့်မို့ဖြည်းဖြည်းချင်းလဲပူဇော်ပြရတယ်အင်္ဂလိပ်လိုပြောပြရင်လဲပို့ပြီးတော့သဘောကျကြတယ်ဆိုပြီးတော့ရှင်တုံးကစကားအဖိုးကြီးပြောပြတယ်ရှင်တုံးကစကားဆိုတာပေါ့ဗျာကျုပ်တို့ခေတုံးကအယိုးဆွဲအောင်မှတ်ထားတဲ့စကားတွေအခုခေတ်လူတွေကြားများကြားဘူးကြမလား If you know the meaning of the words, and then if you understand the sentence structure, the whole paragraph can be learned by heart easily may all be happy. အလုံးကိုစိတ်နှပြကျမ်းမှာချမ်းသာကြပါစေ။